လူတယောက်ဟာနွားကြီးတကောင်ကိုတတ်ပြီးအသားကင်ဖို့ဆက်လိုက်တဲ့သူသမီးကိုသမီးအဖေတို့ရဲ့ဆွေမျိုးတွေတငယ်ချင်းတွေအိမ်နီးချင်းတွေကိုတွားခေါ် အဖေတို့စားကြတော့ကြမယ်လို့ပြောလိုက်တယ်။သမီးကလမ်းပေါ်ထွက်ပြီးကဲကြပါဦး။အဖေအိမ်မီးလောင်နေပြီလို့អော်လိုက်တယ်ခဏကြတော့လူအနေငယ်သာគੁੰញီဖို့လာကြတယ်။ចံတဲ့လူများစုကတော့မကြားဟန်ဆောင်နေကြတယ်။လာတဲ့သူတွေကစားတော့ရင်ညနေဆောင်တဲ့အထိအိမ်မပျော်ရှင်နေကြတယ်။အဖေကနားမလည်နိုင်စွာကြီးလိုက်ရင် အဖေဒီလူတွေအများစုကိုမသိဘူးတချို့ကိုတခါမှမတွေ့ဘူးဘူးအဖေတို့ရဲ့တငယ်ချင်းတွေဆွေမျိုးတွေအိမ်ကြီးချင်းတွေဘယ်ရောက်ကုန်ကြပြီလဲလို့မေးတယ်တမီးကအဖေလာတဲ့သူတွေကစားတော့ဖို့ လာကြတာမဟုတ်ဘူးတမီးတို့အခက်ခဲရှိနေတယ်ထင်လို့လာကြတာပါဒီလူတွေကတမီးတို့ကိုဂရုစိုက်တဲ့သူတွေပါတမီးတို့နဲ့အတူပွဲခံထိုက်တာကဒီလူတွေပါပဲလို့အေးဆေးစွာပြန်ဖြေတယ်ဒီပုံမြင်လေးရဲ့တင်ကန်းစာကတော့ကိုယုံကန်နေရချိန်မှာအနာမရှိပေးသူတွေဟာအောင်မြင်ချိန်မှာလည်းအတူရှိထိုက်သူတွေမဟုတ်ပါဆိုတာပဲဖြစ်ပါတယ်